လူပြောများနေရဲ့ဆိုဗီယက်သင်္ဘောရဲ့ဟင်းဝီယန်တို့ရဲ့မင်္ဂလာဖိတ်စာရဲ့တံပိုးကိုအမှန်တိုင်းပြောပြလာတဲ့ဟင်းဝီယန်ဖခင်ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဖိတ်စာတစ်ဆောင်ကိုနှစ်သိန်းခွဲတန်နေဆိုပြီးတော့လူပြောများနေတဲ့ဟင်းဝီယန်ရဲ့ဆိုဗီယက်သင်္ဘောရဲ့မင်္ဂလာဖိတ်စာနဲ့ပတ်သက်လို့အမှန်တိုင်းချပြလာတာကတော့ဟင်းဝီယန်ရဲ့ဖခင်ဦးဝင်းကိုပါဒီရက်ပိုင်းအတွင်းဆိုရှယ်မီဒီယာပေါ်မှာရောအနုပညာလောကထဲမှာပါအထူးခြားဆုံးနဲ့အခမ်းအနားဆုံးသတင်းဖြစ်နေတာကတော့အားလုံးရဲ့စစ်တော်ဆုံးတွေမင်းသားကျော်ဟင်း င်းဝင်ရနဲ့မင်းသမီးကျော်စိုးပြတဲ့ဇင်တို့ရဲ့မင်္ဂလာပွဲသတင်းပါပဲသူတို့နှစ်ယောက်လက်ထပ်တော့မယ်ဆိုတဲ့သတင်းထွက်လာကြတဲ့ကပရိသတ်တွေကတာဟာရာဇုနှစ်ရဲ့မင်္ဂလာပွဲတပွဲဖြစ်လာတော့မယ်ဆိုပြီးတော့တကန်တနာမျှော်လင့်ခဲ့ကြတာပါအခုတော့ပွဲမစားခင်ကတည်းကကိစ္စတစ်ခုကြောင့်လူပြောများနေပါတယ်ဒါကတော့တခြားမဟုတ်ပါဘူးသူတို့ရဲ့မင်္ဂလာဖိန်းစာပါပဲ ဒီပိစာနဲ့ပတ်သက်ပြီးတော့အင်တာနက်ပေါ်မှာသတင်းတွေအမျိုးမျိုးထွက်ပေါ်နေပါတယ်။သူတို့ရဲ့ပိစာကမြန်မာပြည်မှာလောက်တာမဟုတ်ဘူး။စင်ကာပူကနေတိုင်းရိုက်အော်ဒါမှထားတာပိစာတဆောင်နဲ့ရဲ့တန်ဖိုးကကျန်တဲ့သိန်းချီတယ်။ဆိုတော့ဒီသတင်းတွေကတော်တော်လေးကိုပြန့်နှံ့နေရပါ။ဒီသတင်းတွေကြောင့်ပဲပြည်သက်တွေကလူတွေကဟာဖိစာတဆောင်ကိုနှစ်သိန်းတောင်သုံးတယ်။သူတို့ရဲ့ချမ်းသာကြောမှုကတော့တကယ်ကိုအင်အောစရာပဲဆိုပြီးတော့ပါဇက်အဟောင်းသားနဲ့အင်အောတကြီးပြောဆိုနေကြတာဖြစ်ပါတယ်။ တကယ်လေအဲ့ဒီမင်္ဂလာဖိတ်စာရဲ့ပုံစံကိုမြင်တွေ့ရတဲ့အခါမှာတကယ်ကိုခံနာနေရပါတာမန်ဆက်ကူဖိတ်စာတွေလို့မဟုတ်ပဲကြီးလိုက်တာနဲ့ပရီမီယံဆန်နဲ့တကယ်ကိုကြည်ကောင်းပြီးတော့တန်ဖိုးကြီးတဲ့အမှန်အကြီးပေါင်းလေးနဲ့တေချာထည့်သွင်းပြုလုပ်ထားတာပါဒီလိုထူးခြားပြီးတော့ခံနာလုံးတဲ့ဒီဇိုင်းကြောင့်ပဲနှစ်သိန်းတန်နေဆိုတဲ့ကောလာဟလာတွေကပို့ပြီးတော့အရှိန်ရလာတာပါဒါပေမဲ့ပရိသတ်ကြီးတို့ရင် အခုဒီသတင်းနဲ့အရန်ကြည်ကြဲလောင်လောင်ဖြစ်လာတဲ့အခါမှာတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လူတယောက်ကအမှန်တရားကိုရှင်းလင်းပြောကြားလာပါတယ်။သူကတော့တခြားသူမဟုတ်ပါဘူး။သူတို့သားလောင်ဟင်းဝင်ရဲ့ဖခင်ဖြစ်သူဦးဝင်းကိုပဲဖြစ်ပါတယ်။ဦးဝင်းကိုကမီဒီယာတစ်ခုမှဒီဖိတ်စာလေးနဲ့ပတ်သက်ပြီးတော့အခုလိုရှင်းပြခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ဒီပိဿာကိုဒီလိုမှန်အကြီးပေါင်းလေးထည့်တဲ့ idea ကသူကိုယ်ရန်ရဲ့ idea ဖြစ်တယ်လို့ဆိုပါတယ်။ဒါရဲ့မင်္ဂလာပွဲမှာဧည့်သည်တွေကိုဖိတ်ကြားတဲ့အခါတာမန်ထက်ပုံမတန်ဖို့ထားပြီးတော့အမတ်တရားဖြစ်စေခြင်းနဲ့စေတနာနဲ့ဒီလိုပုံစံလေးလုပ်ဖို့သူကိုယ်ရန်စီစဉ်ခဲ့တာလို့ဆိုပါတယ်။ ဒါဟာတကယ်ကိုသားသမီးပေါ်မှာထားတဲ့မိဘတယောက်ရဲ့မြင့်တာကိုတွေ့ရတာပါ။နောက်ပြီးတော့အလုံးအညင်းပွားနေကြတဲ့ဖိတ်စာရဲ့တန်ဖိုးအကြောင်းပါ။ဦးရင်းကိုကအတေလင်းရှင်းရှင်းလင်းလင်းပြောခဲ့ပါရယ်။အင်တာနက်ပေါ်မှာပြောနေကြသလိုမင်္ဂလာဖိတ်စာတစ်ဆောင်ကိုနှစ်သိန်းတန်နေဆိုတာလုံးဝမဟုတ်ဘူးလို့ဆိုပါရယ်။သူအမှန်တမ်းပြောပြတာကတော့အဲ့ဒီမှန်ပေါင်လေးနဲ့ဒီလိုမျိုးပရီမီယံဒီဇိုင်းနဲ့အလုံးပေါင်းလိုက်တဲ့အခါမှာဖိတ်စာတစ်ဆောင်ရဲ့တန်ဖိုးကကျပ်နှစ်ပေါင်းကျော်ကျော်သာကျတဲ့နေလို့ဖြေချခဲ့ရပါ။ဟုတ်ပါရယ်ပရိသတ်ကြီး။နှစ်သိန်းမဟုတ်ပဲနှစ်ပေါင်း 1000ကျော်ပါတကယ်တော့ဖိစာတစ်ဆောင်ကို2000ကျော်တယ်ဆိုတာကလည်းတာမန်လူဒန်းစားတွေအတွက်တော့အလွန်များပြားတဲ့ပမာဏဖြစ်ပြီးခန်းနာတဲ့တန်ဖိုးတစ်ခုဖြစ်နေပါသေးတယ်ဒါပေမဲ့လူတွေပြောနေကြသလိုနှစ်သိန်းဆိုတဲ့အလွန်ကျော်ချေကားထားတဲ့ပမာဏနဲ့တော့အများကြီးကွာခြားသွားတာပေါ့ရှင်အခုလိုမျိုးသတို့သားရဲ့ဖခင်ကိုယ်တိုင်ကထွက်ပြီးတော့ရှင်းလင်းပေးလိုက်တော့မှာပဲနှစ်သိန်းနံဖိစာဆိုတဲ့တရင်အမကြီးလည်းငြိမ်သက်သွားတော့မှာပါဘာပဲဖြစ်ဖြစ်နှစ်သိန်းကျော်တန်ဖြစ်စေနှစ်သိန်းတန်ဖြစ်စေ သူတို့ဇုံတွဲရဲ့မင်္ဂလာပွဲကြီးကတော့တကယ်ကိုခံနာပြီးတော့လူအများရဲ့အာယုံဆမ်းမှုတွေကိုခံရမဲ့ပွဲကြီးပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောဥဝင်းကိုရဲ့ဒီလိုမျိုးဖြည့်ရှင်းချက်တွေပေါ်မှာဘယ်လိုထင်မြင်မိပါသလဲ။ဖိဆာလေးကိုရောသဘောကျရဲ့လားဆိုတော့မှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပြပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။